ီကရုရှားယူကရိန်းစစ်ငြိမ်းချမ်းရေးမျှော်လင့်နေတဲ့ဇလန်စကီအားလုံးပဲမင်္ဂလာပါရှင်။ Let's talk the new channel ကနေကြိုဆိုလိုက်ပါလိမ့်ရှင်။ရုရှားနဲ့ယူကရိန်းတို့ကြားအပြစ်ခတ်ရက်စဲရေးဒုတိယအကြိမ်များဖြစ်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာနှစ်နိုင်ငံတာဝန်ရှိသူတွေတွေ့ဆုံခဲ့ကြပါလေ။အဲ့ဒီဆွေးနွေးပွဲအတွင်းအလုံးစုံအပြစ်ခတ်ရက်စဲရင်နဲ့ပတ်သက်ပြီးတော့ဘာတဘောတူညီချက်မှမရခဲ့ပါဘူး။ အခုဆွေးနွေးပွဲမှာအဖြေထွက်ခဲ့တာကတော့နှစ်ဖက်အကျဉ်းသားတွေနောက်တစ်ကြိမ်လဲလဲရေးအတွက်ပဲသဘောတူညီမှုရခဲ့တယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်။နှစ်ဖက်စလုံးကစစ်သုံးပန်းတစ်ထောင်စီလဲလဲမဲ့အပြင်လိုအပ်ပါကစစ်သုံးပန်း၂၀၀ကိုထပ်မံလဲလဲနိုင်ရှိရှိတယ်လို့ယူကရိန်းတမတာဘလိုဒီမာဇလန်စကီးကလစ်တိုရေးနီးယားနိုင်ငံစီရောက်နေချိန်မှာပြောပါတယ်။တခါတေဆုံးစစ်မှုထမ်းအယုတ်အလောင်းတောင်းနှထောင်ကျော်ကို အပြန်အလှန်လဲလဲဖို့သဘောတူညီခဲ့ပြီး ပြန်လည်ပို့ဆောင်ရေးအစီအစဉ်အတွက်တေချာတဲ့ပြင်ဆင်မှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ယူကရိန်းတမန်တော်ကပြောပါတယ်။နောက်ပြီးအဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ရုရှားကိုယ်စားလှယ်တွေစီခိုးယူခံထားရတဲ့ယူကရိန်းကလေးငယ်400နီးပါးရှိတဲ့စာရင်းကိုလည်းပေးအပ်ခဲ့ပြီးကလေးတွေကိုအိမ်ပြန်ပို့ပေးဖို့လည်းယူကရိန်းဘက်ကတောင်းဆိုခဲ့ပါတယ်။ဒါ့ပြင်ရုရှားကိုယ်စားလှယ်အဖွဲ့ကတော့ ကလေး၁၀ဦးကဝယ်ပြန်လည်ပို့ဆောင်ဖို့တဘောတူခဲ့တယ်လို့ AFP သတင်းအရာသိရပါတယ်။ယူကရိန်းကလေးငယ်တွေကိုတရားမဝင်ပြည်နှံတန်ပေးမှုနဲ့တီဟိတ်မျိုးရှိနိုင်ငံတကာရာဇဝတ်မှုခုံရုံးကဗလာဒီမာပူတင်နဲ့အကြီးတန်းအရာရှိတချို့တို့ကို2023ခုနှစ်မှာဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ရုရှားအနေနဲ့အပြစ်ခတ်ရက်ဆဲဖို့တဘောမတူပါကပုံမိုပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေရှာမှတ်ဖို့လဲယူကရိန်းဘက်ကတောင်းဆိုထားပါတယ်။ တမဒဇလန်စကီကတော့ရုရှားအနေနဲ့ထိုးစစ်မရက်တက်မှာကဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောလိုက်ပါတယ်။ရုရှားဘက်ကတော့ကီယက်အနေနဲ့နေနေတစ်အများအပြားကိုစွန့်လွတ်ပြီးစစ်တပ်အရွယ်စားကန့်တက်ချက်တွေကိုလက်ခံမှလာစစ်ပွဲအဆုံးတက်ဖို့တဘောတူမယ်လို့အတိအလင်းပြောကြားလိုက်ပါတယ်။ဒါဟာအစ္စတန်ဘူဆွေးနွေးပွဲအပြီးနဲ့ဇွန်တရက်ရုရှားလေယာဉ်အစင်း40ကျော်ပျက်စီးအောင်တိုက်ခိုက်နိုင်မှုအပြီးသူကဝန်ကြားစွာပြောဆိုလိုက်တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်ရုရှားရဲ့စစ်လေယာဉ်40ကျော်နဲ့ဒုံးကျည်တဲဆောင်ခဲတဲ့လေယာဉ်တွေရဲ့34ရာခိုင်နှုန်းဖျက်ဆီးခံရပြီးပျက်စီးဆုံးရှုံးမှုအမေရိကန်ဒေါ်လာ9ဘီလီယံလောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်ရုရှားဒေါ်လာချက်တာမထွက်တာကျွန်တော်တို့စိတ်ဝင်စားပါဘူးလို့ drone အစင်480ကျော်နဲ့တိုက်ခိုက်မှုအောင်မြင်ခဲ့မှုနဲ့ပတ်သက်ပြီးပြောပါလေသူတို့မရက်မချင်းကျွန်တော်တို့ဆက်တိုက်သွားမယ်လို့ဇလန်စကီးကကြိမ်းဝါပြောဆိုပါလေ အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့ရုရှားယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ပတ်သက်နေတာနဲ့ပတ်သက်ပြီးတော့ယူကရိန်းသမ္မတကအကောင်းမြင်ပါတယ်။သူကဒေါ်နယ်ထရန့်စီကငြိမ်းချမ်းရေးကိုမျှော်လင့်တဲ့အကြောင်းလဲတူရကီနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ဆွေးနွေးပွဲအကြီးမှာပဲသတင်းထောက်တွေကိုပြောကြားသွားပါတယ်။ တမဒါထရမ်ဖ်ကပိတ်ဆို့မှုတွေကိုထောက်ခံဖို့နဲ့တမဒါပူတင်ကိုဒီစစ်ပွဲရပ်တန့်ဖို့ဒါမှမဟုတ်ဒီစစ်ပွဲကိုအဆုံးတတ်ဖို့ပထမအဆင့်အနေနဲ့အပြစ်ခတ်ရစေးရေးကိုအ ਨੇ ဆုံးဆက်လက်လှုပ်ဆောင်ဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်လို့ယူကရိန်းတမဒါဇလန်စကီကပြောပါတယ်။ဇွန်လ၂ရက်ကတူရကီနိုင်ငံအစ္စတန်ဘူမြို့ကဆင်းနေပွဲဟာအချိန်တနာကြီးကြာမြင့်ခဲ့တယ်လို့ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ယူကရိန်းနဲ့ရုရှားတို့ဟာ2022ခုနှစ်မက်စလာတွေ့ဆုံမှုပြီးနောက်ဒါဟာရုရှားယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုလုပ်ပြီးဒုတိယအကြိမ်မြောက်တွေ့ဆုံတာဖြစ်ပါတယ်။အခုဆွေးနွေးပွဲရဲ့ Ancient Turkey သမ္မတအာဒိုဂန်ကတော့ပဏိပခန့်နာနိုင်ငံအတွင်းဂျာဝင်ပေးရမှုကိုအားရကျဉ်းနှံ့နေပြီးသူ့အဆိုအရအနေနဲ့ဇလန်စကီနဲ့ပူတင်တို့ကြားထိတ်တီးအစည်းအဝေးတစ်ခုစီစဉ်ပေးလိုတယ်လို့ဖွင့်ဟပြောကြားတော့ပါတယ်။ ဒီစည်းအဝေးကိုထရန့်ကိုလည်းဖိတ်ချင်တယ်လို့တူရကီသမ္မတကပြောပါလေ။နှုန်ခဲတဲ့2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာဗလာဒီမာပူတင်ဦးဆောင်တဲ့ရုရှားကယူကရိန်းကိုစတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးစစ်ပွဲ၃နှစ်ကျော်ကာလအတွင်းယူကရိန်းစစ်သားတသိန်းနီးပါးအထိတိုက်ဆုံထားပြီးဖြစ်တယ်လို့သိရပါဗျ။သတင်းလေးရတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားအားလုံးမင်းဆုမင်းညပေတဘာဝပေစစ်ပေတို့ကနေညံဆုံးကင်းလွတ်နိုင်ကြပါစေရှင်ကျမညိမ့်ပါ